သူတို့ကအဲ12လပိုင်းအဲတတိယဘတ်နဲ့တလပိုင်းအဲပရမဘတ်ဒုတိယဘတ်လောက်ဆိုပြီးသူကရုပ်ောက်ဖို့အပီးလုံမယ်လို့သူကကြွေးကြော်ပါတယ်လုံဖြစ်မအဲတော့မပြောတတ်ဘူးလုံဖြစ်မလားမဖြစ်မလုံဖြစ်လားတော့မသိဘူးအဲ့မဲ့အဲ့ဒီမှာကိုအာနာရှင်ကိုယ်တိုင်ကတက်ပြီးတော့မေခွန်းလိုပဲပြောပြီးမှဘီလာယူကိုဒိုးသွားတာလေ။အော်။အင်းနောက်ဆုံးနောက်ဆုံးပြောခြင်း။အဲနောက်ဆုံးပြောခြင်းလည်းဖြစ်ခေါ်ပြော။ဟုတ်လေရေကောက်ဝဲအတွက်နောက်ဆုံးပြောခြင်း။ ောက်မင်္ဂလာပါခင်ဗျာမင်္ဂလာပါကျွန်တော်တို့သတင်းနဲ့စကားဝိုင်းဆိုတဲ့အစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေကဲဒီနေ့ကတော့ကျွန်တော်တို့ဘာတွေပြောမလဲဆိုတော့တွေ့ရလေးပါပေါ့နော်တွေ့ရလေးပါပေါ့တွေ့ရလေးကြီးကျွန်တော်ဒီတစ်ခေါက်ပြောမယ်ဟာလေးကကျွန်တော်တို့ဒီဘာတွေငင်းငင်းရှင်တာလောက်တဲ့ကိစ္စလေးတို့ကျွန်တော်တို့နည်းနည်းတော့ပြောကြည့်ပါဗျာငင်းငင်းရှင်တာတို့ကငင်းငင်းရှင်နေပွဲပေါ့ဒီကတော့ဒီအာအနာရှင်ရဲ့ထုံးစံအတိုင်းအဲ travel တခုရဖို့အတွက်ကအမျိုးမျိုးစူးစမ်းရင်းနဲ့ သူတို့ကအဲ12လပိုင်းအဲတတိယဘတ်နဲ့တလပိုင်းအဲပရမဘတ်ဒုတိယဘတ်လောက်ဆိုရင်သူကရုပ်ောက်ဖို့အပီးလုံမယ်လို့သူကကြွေးကြော်ပါတယ်လုံဖြစ်မှာအဲတော့မပြောတတ်ဘူးလုံဖြစ်မှာမဟုတ်ဘူးမလုံဖြစ်လားလို့မသိဘူးအဲ့မဲ့အဲ့ဒီမှာကိုအာနာရှင်ကိုယ်တိုင်ကတက်ပြီးတော့မေခွန်းလိုပဲပြောပြီးမှဗီလာယူကိုဒိုးသွားတာလေ။အော်။အင်းနောက်ဆုံးနောက်ဆုံးပြောခြင်း။အဲနောက်ဆုံးပြောခြင်းလည်းဖြစ်ခေါ်ပြော။ဟုတ်လေရေကောက်ဝဲအတွက်နောက်ဆုံးပြောခြင်း။ဆိုတော့အဲ့မှာတက်တဲ့ အဲပါတီပေါင်းစုံနဲ့ပါတယ်လို့ပြောတယ်လက်နက်ကင်အဖွဲ့ကြီးတွေလည်းပါတယ်ဆိုတော့အဲကျွန်တော်တွေ့တာတခါတော့အဲ့မှာ YouTube SC ဝါတော့နော်သူတို့ NGO ထိုးထားတဲ့အဖွဲ့ကြီးတွေပေါ့နော်ဒီစကားစားတဲ့တကယ်အခုတိုက်နေတဲ့အဖွဲ့တော့တဖွဲ့မှမပါအောင်တဖွဲ့မှတော့မပါအောင်မပါအောင်နောက်ဒီပါတီတွေများတာလေအဲ့ဒီဟိုဟာပေါ့ခြားပါတီတွေခြားပါတီတွေသူတို့ထောက်ခံတဲ့ပါတီတွေဒါပဲများမယ်အဲ့တော့ဒီသူတို့အခုဟိုဟာပေါ့ငញ្ញញ៉ိုင်းစင်တာမှာ ်ငင်းငိုင်းဆွနူပွဲလုပ်တယ်ဒါပေမဲ့အဲ့စင်တာနားမှာမငင်းချမ်းဘူးအဲ့လိုအဲ့လိုမျိုးငင်းငိုင်းဆွနူပွဲရတယ်ကျွန်တော်တို့ခတ်ငငယ်တည်းကဒါသူလုံနေကြပဲလေအများတက်လုပ်ပါတယ်တခါမှလည်းငင်းငိုင်းအတွက်ပါတယ်ငင်းငိုင်းအခုဆိုရင်လာငင်းငိုင်းအတွက်ပွဲတွေပါဆိုလာလုပ်လာအောင်မှာအရင်တော့လည်းလုပ်ခဲ့တာပဲလေဟုတ်တယ်ညီတို့လည်းကြုံခဲ့ဘူးပါတယ်ငင်းငိုင်းပွဲဆိုပြီးတော့အခုတို့ဟိုမှာဒါလာဟိုဟာအဲ့တော့က KI ကဘိုးချုပ်ကွမ်မော်တော်တက်တက်ရောက်ခဲ့တည်းလေဘာပဲဖြစ်ဖြစ်ဒီငင်းငယ်လားမငင်းငယ်လားတော့မသိဘူးဒါပေမဲ့ ဒီဘောမအနုပညာရှင်တွေကတော့ဒါပွဲတော်ပွဲတော်ရတော့ပေါ့နော်အာရပါငင်းငင်းကိုစားပြုဘာညာပေါ့လာမလာမတကယ်တကယ်ငင်းငင်းညင်လို့ဆွေးနွေးလို့မရဘယ်လိုဆွေးနွေးအခုတို့ဒီဆွေးနွေးဝင်ဆွေးနွေးနေပေါ့နော်တခါလာလဲဇပွဲဝိုင်းဟဲ့လားတခါလာလဲဇပွဲကုန်မှာဆွေးနွေးအဲ့တော့ဇပွဲကုန်မှာမဆွေးနွေးပဲနဲ့နောက်ထပ်တစ်မျိုးဆွေးနွေးရောဥပမာတို့ကအခုငင်းငင်းရတာဆွေးနွေးဝယ်လောက်တာဗျာတို့ဘက်ကတော့ဘာတစ်ခုမှအလျှော့မပေးဘူးအဲ့တော့ဘယ်လိုငင်းငင်းတော့ရအောင် အခုလက်ရှိကျွန်တော်တို့မြေပြင်မှာတိုက်နေတဲ့အဖွဲ့အစည်းတွေကတော့ကျွန်တော်တို့ဒါဟိုလက်လန်းမီတလောက်လေးကိုပြောပြမယ်ဆိုရင်လက်ရှိမှာအဲနောက်ဆုံးမှာတိုက်နေဟလား TNL နေနဲ့ TNL နဲ့အကြီးကျယ်ကိုချနေတာအောင်ဆိုပွဲဆိုရင်တော့တော်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 လှတယ်အဲ့မှာသူတို့ဗါတယ်ဒုတိယဘုံမူကြီးတော့သူတို့ကစိန်ခေါ်တန်းနဲ့ချနေကြပါဘောเนาะ Okay KIA တိုက်နေဟုတ်ပြီချင်းချင်းမှာလည်းတိုက်နေဟုတ်เนาะနောက်ဆက်စကိုင်းစကိုင်းဆိုတာ ကျွန်တော်38မြို့နဲ့ရှိတယ်ဗျာသူတို့တကယ်လို့ရွေးကောက်ပွဲလုပ်မယ်ဆိုလို့တော့လုပ်လို့ရတဲ့မြို့က15မြို့လောက်မကျဘူးဟာအဲ15မြို့မှာ38မြို့နဲ့မှာတော်တော်တိုက်နေတော့အဲ့တော့စကိုင်းနဲ့နေတဲ့မင်းကုန်းမှာတော့ချနေတယ်အခုဒီလောက်တိုင်းပြည်ကမငြိမ်းချမ်းဘူးလေဟလားတိုက်ပွဲတွေဒီလိုဖြစ်နေအဲ့ဒါကိုဒီရွေးကောက်ပွဲကိုဘာကြောင့်အဲ့လိုလုပ်ချင်တာလဲသူကဒါခုနပြောသလိုထွက်ပေါက်လဲဖြစ်နိုင်တယ်ဗောနော်နောက်တစ်ခုကဒါကြီးကိုဖြစ်နိုင်တာတခုကတော့ပြည်သူတရက်လုံးကတော့လုံးဝလက်မခံ ဟိုစစ်တပ်ကိုထောက်ခံတဲ့လူတွေကတော့လက်ခံလက်ခံမယ်။ဒါပေမဲ့ကြံတဲ့ပြည်သူတည့်ရလုံးကတော့လုံးဝဒါကြီးကိုမထောက်ခံဘူး။ကဘာလည်းအတိမတ်မပြုတ်ဘူး။ဒါသူတို့ဟန်သူတို့ဒါရွေးကောက်ပွဲတစ်ချိန်လုံးကရွေးကောက်ပွဲမှာဒီမားလာပြောဘူးတယ်။မဲသွားထည့်ပြီးတော့ကျွန်တော်တို့ပြည်သူ့ရဲ့ဆန္ဒပါပဲဟဲ့လားအခုလည်းသူပြောတယ်လေအဲ့မှာကျွန်တော်ပြည်သူ့ပြည်သူ့ရဲ့ဆန္ဒပါပဲပြောပြီးတော့ပြီးတော့သူပဲမဲလိမ့်နေမဲခိုးတယ်ဟုတ်ပြီမဲလိမ့်နေမဲခိုးတယ်ပြောရအောင်တက်တည်ပြဆိုလည်းမပြနိုင်ဘူးအဲ့တော့ဘာမှမဟုတ်တဲ့အကြောင်းရတယ်ဗျအမှန်တော့ ဟိုနောက်ကျောင်းကိုပြန်လာမှလည်းသူတို့ကြောက်တယ်သူတို့ပိုက်ဆိုင်တာတွေသိမ်းခံမယ်အဲ့တော့သူတို့ရွေးကောက်ဝယ်ကိုအမပြစ်မနေဒီအကြီးကိုမတရားဘူးဆိုပြီးတော့ဒါကြီးကိုကျွန်တော်အဲ့ရအဲ့ကိစ္စလေးကနည်းနည်းပြောချင်တယ်မညာသူတို့ကပြောတယ်မဲလိမ့်လည်းမဲခွဲသူတို့စစ်တပ်ထဲမှာပေးရတဲ့မဲတောင်မဲခိုးတယ်လို့သူကပြောတယ်ဟိုစစ်တပ်အတိုင်းဝိုင်းထဲမှာကိုတောင်ပြိုကမ်းပြိုနိုင်တာ NLD နော်ဟုတ်တယ်အဲ့ဒါအဲ့ဒါအဲ့ဒါကျွန်တော်တို့ကလိန်ပြောတာမဟုတ်ဘူး ဘာလို့ဒါအားလုံးသိပါလဲအားလုံးလည်းသိတယ်ဗျာမဲထဲတဲ့လူတွေအကုန်လုံးယင်ထဲမှာအကုန်သိရဗျာ NLD ကိုဘာလို့သူတို့မဲထဲတာလဲသူတို့ပြောင်းလဲခြင်းညာတယ်ပြောင်းလဲခြင်းလို့ထဲကြတာလေဒါအဲ့ဒါကိုမဲလိန်နဲ့မဲခိုးတယ်ပြောရအောင်ဟိုတနေ့ကကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုတွေ့လဲပါတယ်အာ use ရမရှင်းပေးဘူး use ရပြောပြီလေမဲလိန်နဲ့မဲခိုးတယ်ဘယ်မြို့နယ်อืมဘယ်နေရာမှာအဲ့ဒါဆိုအဲ့မြို့နယ်နေရာမှာမဲလိန်နဲ့မဲခိုးတယ်စစ်စေးလို့တွေ့ရှိတယ်ဆိုရင် ဲ့ဒီမျိုးနယ်မှာပြန်ပြီးကျင်းပရမှာလေဟုတ်တယ်ဘာလို့လဲသူကတနိုင်ငံလုံးမှာမဲလေလေမဲခိုးတယ်ပြန်ကျင်းပပြီးပါဆိုပြီးတော့ရွေးကောက်ဝယ်ပြန်ကျင်းပပြီးပါဆိုတော့ဒါကြီးကစနစ်မကြောက်ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာကြက်ခိုင်ရည်ဓာတ်နိုင်သွားလို့ရှိရင်တော့ဒီလိုအတန်ထွက်မှာတော့မဟုတ်ဘူးအဘယ်ထွက်မလဲနော်ကြက်ခိုင်ရည်ဓာတ်နိုင်သွားရင်သူတို့ရဲ့ဒါကာပါလေကြက်ခိုင်ရည်ဆိုတာအဲသူတို့ကာပါလည်းဖြစ်တယ်တော်ပြီးတော့သူတို့ရဲ့လက်ကြိုက်ထုတ်ပေါ့သိကြတယ်သူတို့သူတို့ထုတ်ထုတ်ကစားတဲ့အကွက်တွေပေါ့ဒါကခုပဲပြောမှပြောပြီလေဗာလဲအာကြက်ခိုင်ရည်ကဘူးလက်စေလားဘူးလက်စေလား ာဥသိစေအစိုးရလက်ထက်တုန်းကလို့ hijack တုံးစီတင်းတရဖြစ်ချင်လာအာအခု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 စပြီနော်စပြီနော်အခုဗီဒီယိုဖိုင်နဲ့သူကိုယ်တိုင်သူကိုယ်တိုင်ဒါမှမဟုတ်အဲ့အဲ့လိုပါပဲပြောခဲ့တာပါပဲအဲ့လိုပြီးတော့ဘာမှလည်းဖြစ်လာတာဟုတ်မဟုတ်ပြီးတော့ဝမ်းနှုတ်တောက်ကြပါတယ်ပြီးတော့ဟုတ်လားဖုန်းတလုံးသုံးတောင်းလို့ပါတော့အမှန်အဲ့အဲ့တချို့ကပြောတယ်ဟာဦးသိန်းစင်လက်ထက်မှာဒီဘာထောင်ရတယ်စင်ကက်တွေမဲဖောက်ပေးတယ်အပလော့ကောင်းတယ်မဟုတ်ဘူးအဲ့ဒီအချိန်မှာကျွန်တော်နီးနာပြောတတ်တယ်ထိုင်းမှာ ထိုင်းဝင်သွားတဲ့မြန်မာတွေတိပါတယ်နော်ထိုင်းနိုင်ငံလိုနေရာမျိုးမှာဗျာဒီစင်ကတ်တွေကိုဟာလာလမ်းမမှာကြာတော့ဘယ်ကောင်မှမကောက်တဲ့အချိန်ဟိုကမြောက်ရီမျိုးလိုနေရာမျိုးကျွန်တော်ပွဲသွားကတယ်အဲ့လေအဲ့ဒီမှာဗျာဒီထိုင်းစင်ကတ်တွေနဲ့တုံးလာဟာလာဘာမစင်ကတ်လဲအမှသုံးလို့အဆင်မပြေဘူးအဆင်မပြေဘူးအဲ့လိုဘာမစင်ကတ်လဲအတော့အဲ့လောက်ခင်မရှိသူကန်ယိုးတန်းလောက်ဝယ်ရှိတယ်ဗျာအဲ့ဒီမှာဒီနေဆက်လိုနေရာမျိုးပါဗျာထောင်းတော့ထောင်းအောင်သုံးွယ်ဒီစင်ကတ်တစ်ခုမှဘလောက်မှမရှိဘူးဒါပေမဲ့ တကယ်ဒါစေတနာရှိရင်လွန်ခဲ့တဲ့အနှစ်20ကျော်တည်းကလောက်လောက်ပြရမလားဒါထောက်ငါနဲ့ပေးလိုက်ဒါလူတိုင်းဟိုဘလို့တယ်လီဖုန်းသုံးနိုင်မယ်အခု50ကျော်60ခက်ကိုဟိုမှာဖြစ်ပဲနဲ့အဲ့ဒါအခုလိုလဲဝယ်ခဲ့ရတယ်ကျွန်တော်တို့လဲအဲ့သိန်း50 60လောက်ကိုဖုန်းကိုကျွန်တော်တို့မှာဆယ်လူတာခက်ရောက်တဲ့အချိန်မှာပေါ့နော်ကင်မရာပြီးတော့မှဆယ်လူတာဟုတ်ကင်မရာခက်မှာလဲ0980တွေပေါ့နော်အဲ့တုန်းကလဲကျွန်တော်တို့ငှားသုံးရတယ်တလောက်50သိန်းပေးရတယ် အဲ့လိုပဲနော်အဲအဲ့ဒါဒီမှာတစ်ဆင့်ဟိုဟာဆယ်လူလာခက်ရောက်တဲ့ချိန်မှာဖုန်းတစ်လုံးကို360နော်အော်အဲ့ဆယ်လူလာခက်တော့လေဒါအကက်ကောင်းတဲ့လူဆိုရင်ဒါဆယ်လူကခဏလေးလျှောက်ရတယ်အဲသူများတွေအကုန်ရတယ်ကွာအကိုကြံတဲ့လူတွေမရတဲ့ခါကျဘာလို့ရလဲဆိုတော့အပြင်းကနေဝဲတဲ့ပေါက်သေးရဖုန်းတစ်လုံးကို360ကွာအဲ့ဒါဆင်းကပ်ပဲပါတာလေဟန်ဆက်ကကိုယ့်အကိုဝဲရတာအဲ့တော့ဟိုဒီ15သိန်းတို့ဟာ38သိန်းတို့ဟာ5သိန်းတို့ဒါမျိုးဆင်းကပ်တွေကို1500နဲ့ရောင်းမယ်ဆိုတော့ လူတွေဟာစေတနာကောင်းလာပြီလားအမှန်မှန်လွန်ခဲ့တဲ့အဲ့အဲ့ဒီစင်ကပ်ပေးတယ်ဟိုနောက်အနည်း20တဲ့ပေးမယ်ဆိုရင်ပေးလို့ရတယ်မတိုင်ခင်မှာသူများနိုင်ငံတွေမှာဒီစင်ကပ်ကတအားသုံးတယ်ကိုထိုင်းနိုင်ငံကဖော်တလော့ဂျီတွေတရုတ်တို့ထိုင်းတို့ပါဆိုတော့ဖော်တလော့ဂျီတွေသူများတွေတယ်လီဖုန်းရေးလဲရှယ်သုံးတဲ့အချိန်မှာကျွန်တော်တို့တယ်လီဖုန်းဖုန်းလိုက်လက်ထုပ်သွားတာလေဂျိုးဖုန်းကြီးနဲ့ဂျိုးဖုန်းကြီးနဲ့အဲ့ဖြည့်တဲ့အင်ကိုပဲပြေးရတာလေဖုန်းနံပါတ်အဲ့ဒီအင်ပဲပြေးတာအဲ့စေတနာတကယ်ကောင်းရင်အဲ့ဒီဦးတန်းရွှေလိုလက်တက်တွေကပေးလို့ရတယ်ဒါပေမဲ့ပေးလား ပေးဘူးတိုင်းမျိုးလှုပ်စားတယ်အဲဒါမှတခုကောင်းတယ်အဲ့ဒီမှာခုနလိုပါရဆိုင်ရလူတွေကြတော့ရှောက်ချင်းချင်းကြတယ်ချင်းချင်းကြမျိုးလေးတွေပေါ့အဲ့ဒါကိုလာပြီးတော့ဟိုခုနပြောတယ်ဗာလေ high jet 3စီးကိုတရာလွယ်လာမလုံးလဲတော့တာကြီးအဲ့ဒါနောက်ကြနောက်ကြနောက်ကြခဲ့ရိုးသွားပြီဆိုတော့ပြောချင်တာတော့ပါတော့ကျွန်တော်တို့ဒီဥသိန်းစင်လက်ထက်မှာအဲဂျုံကလိုပဲသူတို့လက်ထက်မှာအဲ့လိုဖြစ်ရမယ်အဲ့လိုဖြစ်အောင်သူတို့လှုပ်ပေးမယ်ဆိုပြီးတော့သူတို့မဲဆွဲတဲ့စနစ်ကိုပေါ့နော်ဒါကလည်းစာအုပ်ကြီးတဲ့အတိုင်းပဲ ဆိုတော့ဦးသိန်းတေလက်ထက်မတိုင်ခင်မှာဦးသန်းရွှေလက်ထက်မှာလှုပ်ပေးခြင်းဒီကဒီတုံးနေတာလှုပ်ပေးလို့ရတယ်လေအခုကျွန်တော်လက်ရှိတုံးနေတဲ့ထေရီနော့ထေရီနော့မြန်မာနိုင်ငံမှာတုံးနေတဲ့ထေရီနော့ထိုင်းနိုင်ငံမှာတုံးနေတဲ့ဒီတက်နေအတူတူပဲနော် Ori2 ဆိုတာလည်းကျွန်တော်တို့ဒီအနောက်နိုင်ငံမှာလည်းရသလိုဒီအခုကျွန်တော်ဘယ်လိုပြောမလဲအာဒီဘက်မှာလည်း Ori2 company ရှိတယ်ဆိုတော့အဲ့ company ကနေဝယ်လိုက်ချက်မှာစင်ကတကက်ကိုတကယ်တော့ ဒေါ်လာနဲ့တွက်ကြည့်စင်ကတ်တကက်ကနည်းနည်းလေးရဲ့ကျွန်တော်တို့စီမှာပြန်ရောင်းတဲ့ခါကြရဲ့စင်ကတ်တကက်ကို1500ဖြစ်သွားတဲ့ထားဟုတ်ကျွန်တော်တို့စီမှာရောင်းတဲ့1500အနည်းဆုံးကသူတို့က1000ကျော်လောက်ကျန်တယ်တချို့နိုင်ငံတွေမှာစင်ကတ်အလကားပေးတာဟုတ်တယ်သူဘေးပဲရောင်းတာဟုတ်တော့ဖုန်းဝယ်တယ်မလားဖုန်းဝယ်ရော့ဒါစင်ကတ်လက်ဆောင်အဲအဲ့လိုအဲ့လိုဖြစ်သွားတာအဲ့လိုအဲ့လိုတကယ်တော့စေတနာကောင်းဝင်ဗျာအိုက်တုံးတွေကအဲ့ဒီ1500စင်ကတ်မတိုင်ခင်20လောက်တည်းကပေးလို့ရတယ်အဲ့ဒါဘယ်လိုခေါ်မလဲ ပင်ပိတ်ပြီးတော့မငင်းနဲ့ဒါနိုင်ငံတကာရောက်ခုတဲ့လူတွေပိုတည်တယ်ဗျာဟုတ်လားနိုင်ငံတကာပြောပါနဲ့ကျွန်တော်ခုနပြောလို့မြောက်ဝတီလောက်မှာတော့ဗျာထိုင်းစင်ကတ်တွေဟုတ်လားပြူပြောင်းသုံးနေချေပါကျွန်တော်တို့ဖုန်းမရှိသေးဘူးဟုတ်လားအဲ့လိုကာလာတွေလည်းအများကြီးရှိတယ်အဲ့တော့ live အခုမှဟိုသုံးစီးကိုတရားတိုင်းလုတ်ပေးခြင်းဟိုးစားတယ်လုတ်ပေးလို့ရတယ်ဗျာ2005 2006လောက်မှာစင်ကာပူရောက်တဲ့ချိန်ကအဲကျွန်တော်ကျွန်တော်တို့ကနော်အကူတို့စင်ကာပူသွားတဲ့ချိန်မှာစင်ကာပူကကျွန်တော်တို့မြန်မာနိုင်ငံမှာသုံးတဲ့စင်ကတ်ပဲစင်ကာပူမှာပဲအော်ရီဒူ ဲ့တော့ဒယ်လီတော့အဲအော်ရီတူဆော့စင်ကတ်တကတ်ကိုစင်ကူလိုတော့ဒေါ်လာဘလောက်မှမရှိဘူးအဲ့တော့အဲ့ဒါကအဲစင်ကတ်ကိုဒီတိုင်းလဲဝယ်လို့ရတယ်လို့အရင်တော့ဆိုပတ်စပို့နဲ့လဲဝယ်လို့ရတယ်ကြိုက်တဲ့ဆိုင်မှာကြိုက်တဲ့ဆိုင်မှာမှာဝယ်အဲ့တော့စင်ကတ်တကတ်ကလူတိုင်းကြိုက်တယ်ဆော့ကျွန်တော်နိုင်ငံမှာအဲ့ဒီအချိန်မှာ2000 2000ကျော်မှာဟန်ဆန်ပဲပြောနေဒီဒီတယ်ရီနော့မရောက်သေးတဲ့အချိန်မှာပဲတယ်ရီနော့တို့ဒီအော်ရီဒူးတို့ဆိုတာကကျွန်တော်2010 ွေးကောက်ပွဲပြီးတော့မှရောက်လာတဲ့ဟို company operator တွေပေါ့နော် company တွေဝင်လာတယ်အဲ့တော့အဓိကဘာလဲဆိုတော့ကျွန်တော်တို့ဆိုလိုချင်တယ်ပြောပြချင်တယ်ဟာဦးသိန်းစိတ်လက်ထက်မှာဖြေလျှော့သွားတယ်ဆိုတာကဒီလိုဖြေလျှော့အောင်ရွေးကောက်ပွဲကအနိုင်ရပါတဲ့အနိုင်ရပါတီကနေပြီးတော့ကျွန်တော်ဓာရီလုတ်ပေးပါတယ်ဆိုမှနိုင်ငံတကာဖြေလျှော့ပေးတာဆိုအဲ့ဒီရွေးကောက်ပွဲတီပြောချင်တာရွေးကောက်ပွဲတီသူတို့ရဲ့ထွက်ပေါက်တစ်ခုတည်းဆိုတော့သူတို့သိထားပြီလားသူအဲ့ဒီရွေးကောက်ပွဲပြီးတော့ ီဥသိမ်းစိန်အစိုးရတက်တယ်အဲ့မှာဘာလို့ဖြေလျှော့လဲဆိုတော့ကိုရှင်းရှင်းလေးမွေအရေကုန်လဲတာအကောင်ကြီးခြင်းလို့ဒါပဲလေအဲ့တော့ကသူတို့တစ်ထစ်လျှော့ပြီလေအဲ့တော့ကသူဘာလုပ်လို့ရလဲဆိုတော့လွတ်လပ်စွာပြောဆိုခွင့်တယ်ဘာလို့ဗျာအဲ့ဒါဒါမျိုးလေးရတယ်တရင်းမီဒီယာလွတ်လပ်ခွင့်ပေါ်လို့ပြလာစင်ကာတကုတ်1500လို့ရတယ်โอเคနောက်နည်းနည်းလေးလျှော့မလို့လို့ ਨੇ နောက်အစိုးရငါးနှစ်ပေးအုပ်ချုပ်တယ်ဟာနောက်ငါးနှစ်ဆိုအခြေအနေမကောင်းတော့တည်တယ်ကွာခနဲ့ဒါအနာကိုပြန်သေးတယ်ဒါပဲ သူတို့ကလိုလိုကစားတာဗျာဒါပဲအဲ့တော့ဒီဒီအိတ်စနစ်ကြီးမရှိစင်းတော့ဘူးလေဟိုကြက်ခိုင်ရေးနဲ့ဥပမာစစ်တက်ပြီးသုံးလုံးနဲ့စစ်တက်ဟုတ်ပြီနောက်ပါလို့ဟိုပြည်သူပါတီလာဘာလာအဲ့ဒါနဲ့စစ်တက်အားလုံးကအဝိစားအယောင်မတူတာပဲရှိတယ်ဘောင်းမီနဲ့တိုက်ပုံနဲ့အဲ့ဒါလုံကြီးနဲ့ကွာသွားတာပဲရှိတယ်အတူတူပဲအတူတူပဲဘောဒီဒီရပဲဒီလိုင်းပဲသွားမှာပဲစဉ်းစားစဉ်းစားကြည့်ဗျာကျွန်တော်ကလူတစ်ထောင်ရှိရမယ်တဲ့ကြက်ကြက်ကြီးကတော့လထားပါတော့သူကသူကတော့ ူကသူသူစစ်တပ်ထောက်ခံတဲ့လူနဲ့ပါတယ်ဆိုတော့ဂျိုင်းနက်ပါတီကလူတထောင်ရှိမလားနော်ဆင်းရင်တော့အင်းတိတ်တိတ်တထောင်ကဘလို့ဖြစ်ဖြစ်ရှာလို့ရတယ်ဟိုကြက်ခိုင်ရလေလူများရှင်လူများပါမို့အရင်တော့ကြက်ခိုင်ရပါတီမို့ကြက်ခိုင်ရနဲ့ဖွံ့ဖြိုးရေးအတင်းအရင်ကဟဲ့လားအတင်းဆိုပြီးတော့အဲ့မှာကြောင်းနေမှာကလေးတွေမဝင်မနေရတော့အာအာအာဘာမသိရင်ပြသူကဆံပြလူငယ်လူလူဘာလူလူတော့သူအဲ့တုန်းကပုံစံချတာနော်ရွေးကောက်ပွဲတာတကယ်လုံးဝဆိုဒီကောင်ပါတီပြောင်းမယ် ကျင်းသေးတယ်ကျင်းသေးတယ်လေအဲ့တော့ဘာဖြစ်သွားလဲအသင်းကနေပြီးတော့ပါတီကိုပြောင်းသွားတယ်ဟာလားပြောချင်တာကတော့ဗျာကျွန်တော်တို့ဒီကြက်ခံရေးအသင်းကနေကြက်ခံရေးဖွံ့ဖြိုးရေးပါတီဆိုပြီးဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ကနိုင်ရှင်ပြကြည့်တာပေါ့နော် NLD ကဟိုပါတီစထောင်တဲ့ကပါတီဆိုပြီးထားထောင်ခဲ့တယ် NLD ကိုဝင်ပါလို့ NLD ကဝင်တိုက်တွန်းမတိုက်တွန်း NLD ကိုမဲပေးပါဆိုပြီးတော့ NLD ကတိုက်တွန်းခဲ့သလားမတိုက်တွန်းလဲဆိုရင်ကာလမှာတော့တူတူငါငါအကုန်လုံးကတော့ဒါက ကြံခိုင်လေးဆွဲတာပဲ NLD လေးဆွဲတာပဲဥကိုကြီးတို့အဖွဲ့လေးဆွဲတာပဲအကုံလုံးကတော့ဒီပြည်သုံးလုံးပါစီဆိုရင်ဈေးထဲမှာလိုက်ပြီးတော့အာပတ်စံတော်ပေးသေးတာဟုတ်လို့ခဏတွေပေးခဏတွေပေးတယ်ပတ်စံတွေပေးတယ်အင်ဂျီတွေပေးတယ်ဆိုတော့မဲမဲဆွဲတဲ့စနစ်ကကိုကအာဘလို့ကွဲရချမ်းသာတယ်အဲ့မှာတည်းကပြီးသွားပြီသလားပြည်သူတဦးကိုသူကဖနက်တရံပေးလိုက်တယ်ဒါပဲအဲ့ဖနက်တရံနဲ့ဂိတ်ဆိုးမလားဗျာ तू တကယ်လို့လည်းနိုင်ွားကြည့်အဲ့ဖနက်တရံနဲ့နောက်ထပ်တရံပေးဖို့မရှိတော့ဘူးနော်အဲ့ဒါမယုံမရှိနဲ့ ာလို့ဆိုဒီအခုအနာမသိငင်ရွေးကောက်ပွဲမှာကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့မဲယုံကိုယ်စလဲမဲယုံကိုယ်စလဲလောက်ခဲ့တာအဲ့ဒီမှာဘာတွေဖြစ်ဆိုကြက်ခိုင်ရဆိုရင် तू ကိုယ်စလဲတွေကိုကျွေးရနော်ကြက်ဆိုအကောင်20အဲ့ဒီမှာဒီမဲယုံကပတ်သက်တဲ့လာဆောင်ပေးတဲ့အဲ့အုတ်ကြီးတို့ဘာညာတို့ပေါ့နော်အဲ့လိုကောင်တွေကိုလည်းအဲ့မှာလုံးဝအရက်လာပြီးရလာလုံးဝချက်ကျွန်တော်တို့ကြတော့မဲယုံကိုယ်စလဲတာပြောတယ်ကျွန်တော်တယောက်2000ထည့်ရတယ် နှစ်ထောင်နဲ့ကို့အဖွဲ့ကကိုထမင်းချက်ပြီးကို့အကွန်ဘဲုံသွားဆောင်မဲသွားစစ်တာဒါဒါမျိုးကိုအဲ့ဒီမှာကြွားတယ်ဗျာတချို့ဆိုရင်ပါတီတစ်ခုကနေဥပမာကိုစလေတယောက်ပေါ့နှစ်ယောက်ပေါ့ဒါမျိုးတွေလာရင်အဲ့ဘဲတွေကဒီကမလာခင်တည်းကပတ်စံမနေဘူးရတာဒီကလာဖို့တော့အဲ့ဒါကြီးကြွားတယ်ဗျာဆိုတော့ကျွန်တော်ပြောချင်တာ UEC ရဲ့ဆုံးဖြတ်ချက်ပြည်သူရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ကလက်ခံပါမယ်လို့ပြောခဲ့တော့လူတယောက်ကအာနာသိမ့်ခဲ့တယ်မြန်မာနိုင်ငံမှာပဲရှိတယ်အဲ့တော့ तू ဂရိတီလား မတီလားဆိုတာအဲ့ဒီဗီဒီယိုဖိုင်ပြန်ကြည့်ရင်တည်တယ်ကျွန်တော်ပြည်သူသဘောပြည်သူသဘောအတိုင်းပါပဲပြည်သူဆန္ဒသဘောအတိုင်းအမှန်သူသူဆန္ဒအတိုင်းအဲ့တော့အခုရွေးကောက်ပွဲလို့ဒီရွေးကောက်ပွဲစီဘယ်သူမှမထောက်ခံတဲ့အတွက်ဒါကြီးကမြန်မာပြည်အတွက်တရားဝင်ရွေးကောက်ပွဲလို့လုံးဝမဖြစ်နိုင်ဘူးကျွန်တော်ကိုယ်တိုင်လည်းရှုံချတယ်ပြည်သူတရက်လုံးလည်းရှုံချတယ်စဉ်းစားကြည့်ဗျာတိုင်းပြည်ကဖျို့ဖျဲတလောက်ဖြစ်နေစီးပွားရေးတွေကြာဆင်းနေဘယ်နိုင်ငံမှအဖက်မလုပ်တော့ဘူးဟလာအဖက်ဖက်ကရိုင်လဲနေအချိန်မှာ ဒီရွေးကောက်ပွဲကိုမရမကလုံးတယ်ဆိုတဲ့ကဒါပြည်သူလက်ဘင်းညက်တာသူရဲ့ထွက်ပေါက်တစ်ခုပဲရှိတော့တယ်ဖြစ်တဲ့အတွက်ဒီထွက်ပေါက်ကိုပဲသူဟောလောက်ရတာမှန်ပေမဲ့ကိုရှုံးတာကိုအရှုံးကိုလက်မခံနိုင်တော့လူသားတယောက်တည်းဘယ်တော့မှ အမှန်ကိုမြင်မဲ့လူမဟုတ်ပါဘူးနောက်တစ်ခုကဒီစစ်တပ်အတိုင်းဝိုင်းနေနောက်စစ်တပ်ကိုထောက်ခံတဲ့လူတွေတခုတိထားမှာမဟုတ်လားအကုန်ချနေမှာနော်အကုန်နေတာအကုန်နေမှာအခု तू ခြေတန်းမှာဟလာအခု စစ်သားတွေရင်းပြစ်တယ်အမတ်မားလာအတွက်တိုက်နေတာအခုကဟုတ်လားဒီစစ်တပ်ဘက်ကရှင်းတယ်မအများကြီးသေးတယ်သူ့သားသမီးတယောက်မှမပါဘူးလေသူ့အမျိုးတွေတယောက်မှမပါဘူးမပါဘူးလေသူ့တပည့်တော်မှမပါဘူးဗျာသင်သေးပါစေဟုတ်လားနောက်ဆုံးလက်နက်တွေလူရတယ်အာတွင်လူရပါစေငါတို့နောက်ထပ်ထွက်ပေါက်ရှာမယ်ခုနကဟုတ်ပြီဒီရွေးကောက်ပွဲအခုလုံးမဲ့ရွေးကောက်ပွဲလည်းမအောင်မြင်နိုင်ဘူးဟုတ်လားလုံးမလားလုံးဖြစ်မလားမဖြစ်လားတော့မသိဘူးပေါ့ဗျာဒါမဲ့ခုနပြောတဲ့စစ်တပ်ထောက်ခံတဲ့လူတွေစစ်တပ်အတိုင်းဝိုင်းနေမယုံမရှိပါနဲ့ တနေ့နေ့တစ်ချိန်ချင်းခမားတို့ချနင်းပါနော်အဲ့ဒါတော့ယုံဘာဖြစ်လို့လဲဒီနေ့လင်သေးတယ်မနေ့ပြန်နိုင်ငံဖယ်ဟုတ်တယ်နော်တချို့လစားတွေအများကြီးမရသေးတဲ့ဟလာတက်တယ်အများကြီးရှိတယ်အဲအဲ့တော့အဲ့အဲ့အဲ့ရလေးကကြီးလေးပြောတဲ့ဟာကိုကနည်းနည်းဖြတ်ပြောတာမဟုတ်နော် sorry အဲ့ဒါဟိုဟာကိုဗာလဲဟိုကောင်ပြောတဲ့စကားလေးနေကတော်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 ဟိုသွားကြိုက်တယ်တလားဟဲ့ကောင်ခမားတို့မြန်မာပြည်ကိုမချစ်ကြပါဘူးလေအဲ့ကောင်လည်းမချစ်ပါဘူးဟုတ်မဟုတ်ခဏလေးပြောပြခမားတို့မြန်မာပြည်ကိုမချစ်ကြပါဘူးလေမြန်မာပြည်မှာ ချစ်တယ်ဆိုပါတယ်ခမရတို့ကကိုကြိုးစည်းဝါးကာကွယ်ဖို့အတွက်မြမပြည်ကိုချစ်ချင်အောင်ဆောင်နေပါတယ်အဲ့စကားတခုံးကညီလေးအခုစဉ်းစားမိတယ်လို့ပြောတာနော်ဘုရုပြောတာမအားလောက်ပြောတာအဲ့ဒါပဲတွဲဝဲတော့နီးနေပေါ့တွဲဝဲတော့နီးနေပြောတာကွာဒါပေမဲ့ဒီကောင်ကိုတန်းရောမြမပြည်ချစ်လားမချစ်ပါဘူးဒီကောင်မချစ်လို့အဲ့ဘက်ကလိုက်ပြောနေတာပေါ့ရှင်းရှင်းလေးဒါပေမဲ့ပြောချင်အောင်ဆောင်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဟုတ်အဲ့လိုအဲ့လိုလေရှင်းရှင်းရှင်းပါတော့လူစိတ်ဆိုအတွင်းစိတ်မမြင်နိုင်ဘူးလေဟုတ်လား ။ तू อ่ะစစ်တပ်ကို lobby လုပ်ရင်းနေဗျာ။အဲဒီဘက်ကိုလည်းအဲဟိုနည်းနည်းပေါ့ပေါ့ဟိုဟာ volleyball ပုတ်တဲ့ဟာမျိုးပေါ့။ဒါမျိုးလေးလာရင်လည်းလာ။ဒီဘက်ကိုလည်းပြောတယ်ဟိုဘက်ကိုလည်းပြောတယ်ပေါ့ဒီလိုပေါ့။အဲ့ဒါမန် Chelsea ကိုခွာထိုက်တာပေါ့။ကျော်ဒီဆွေးနွေးသူတို့လောလအငိမ့်ငိမ့်ရေးအတွက်ဆွေးနွေးတယ်ဆိုတဲ့ဟာရယ်နောက်ပြီးရုပ်ကုတ်ပွဲကိုအဖြစ်မနေလောက်ရမယ်ဆိုတဲ့ဟာကိုလည်းသူတို့ကဒီ၁၂လပိုင်းနောက်ဆုံးဘတ်ပေါ့နော်တတိယဘတ်မှာသူလောက်ဖို့အတွက်ကိုသူစူးစမ်းတယ်ပေါ့ဟုတ်ဒီငိမ့်ငိမ့်ဆွေးနွေးပွဲလည်း ကိုတို့ကြည်လာမသိကျွန်တော်ပုံနေတက်လာတော့ကြည်လိုက်တယ်အဲ့ဒီဘိုးကိုတက်တဲ့လူတွေကျွန်တော်အလွတ်ရမှတ်မိနေဗျာဒီဒီလူတွေပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းငင်းညာရေးဆွေးနွေးပွဲဆိုတက်လိုက်ဒီပုံကိုတွေပဲဒီလူတွေပဲဒါပေမဲ့ငင်းညာလားမငင်းညာဘူးအဲ့တော့ဘယ်နေ့ပဲဖြစ်ဖြစ်ဗျာတရင်တို့ထပြီးငင်းညာရေးဆွေးနွေးပွဲကျင်လာလိုက်ဒီလူတွေပဲတက်တယ်သူကလူတော်ကန့်တတာလားမသိဘူးเนาะအလွတ်ရနေဗျာပြောချင်တာကတော့ငင်းညာရေးဆွေးနွေးပွဲမှာတကယ်တိုက်နေတဲ့လူတွေမပါဘဲနဲ့စစ်ကောင်စီနဲ့အတူ စီဝိုင်းလုံနေတဲ့လူတွေကငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်လာတယ်ဒါပေမဲ့တခုရှိတယ်ဗျအဲ့တိုက်နေတဲ့ပုံကိုပါသွားမှလည်းသူကြောက်တယ်တိုက်နေတဲ့အဖွဲ့တွေဘက်ကိုအခုလာဆွေးနွေးတဲ့ပုံကိုတွေကပါသွားမှလည်းကြောက်တယ်အဲ့တော့ဒါကလည်းသူ့ရဲ့စိုက်ကိုတမျိုးပဲငြိမ်းချမ်းအမှန်ဒီချိန်မှာဒါကြီးရဲ့လုံးစရာအကြောင်းမရှိသေးဘူးဗျဒါပေမဲ့သူကငြိမ်းချမ်းဆိုလိုပဲတက်ချင်တယ်ဦးတက်မတက်ချင်တယ်သူမတက်နဲ့ဘောနော်ဒါပေမဲ့ဒီမျက်နာတွေပဲဗျကြည့်လိုက်အဲ့တော့ဒီဘဲတွေကလည်းဟိုပါဗောဟိုဘက်ကိုစိတ်ရိုင်သွားမှအောင်သူအဲ့ဒါတော့စိုးရိမ် အဲ့လောက်တော့ဒါကြောင့်မလို့သူခဏအဲခဏနေဦးမင်းတို့ဒီမှာခဏလာဒီမှာသုံးလရလောက်ဆွေးနွေးတာဒါမျိုးလည်းရှိမယ်နော်ဒါဒါကျွန်တော်တွေးကြည့်တာပေါ့နော်ဒါပေမဲ့သူအချိန်ကြိုက်ထွက်တာနော်ဒီအခုညဉ့်ညဉ့်ဆွေးနွေးပွဲအဲကျွန်တော်မေကွန်နဲ့သူပြောပြီးတော့သူကသူပြောချင်တာပြောပြီးပေါ့နော်ဒီပါတီတို့ဒီမိုကရေစီတို့ဘာလို့သူလျှောက်ပြောပြီးတော့ချက်ချင်းဘီရာတို့ကိုထွက်သွားတယ်ဘီရာတို့မှလောက်တဲ့ပွဲကလည်းကမ္ဘာခုလသမဂ ICC ကနေထုတ်ထားတဲ့ရာဇဝဲကောင်တမနာပူတင်ပူတင်လောက်တဲ့ပွဲမှာ သူကအဖွဲ့ဝယ်နိုင်ငံအဖြစ်သွားပြီးတော့ဝင်မရစီဆိုသူပြောတယ်ဟုတ်တယ်သူသွားတောင်းမှန်းလားသူအားလုံးပစ်ပယ်ထားတယ်နော်အဲ့လိုဝင်မရစီပေါ့အဲ့တော့မလာစရာရှက်ကောင်းတယ်နော်ဒါကြောင့်မို့လို့သူစီးပွားရေးတမားတွေသူခေါ်သွားတာလေကျွန်တော်အချိန်မှာတော့ဒီလိုခရိုနီတွေရှိပါတယ်ဟာဒီလိုဖြုံးနိုင်တုံးနိုင်တဲ့ဟာကောင်းနေရှိပါတယ်ဆိုပြီးတော့ဒါခေါ်သွားတဲ့သဘောပဲဟိုမှာသွားပြီးတော့ तू ကအဖွဲ့ဝင်ဖြစ် तू ကိုလက်ခံပြီးပါဆိုတော့တခြားစီပဲလေဗျာ तू က ဟိုအခုအဲ့ဒီမှာဘီလာရုရိုဘာလို့ကလဲရုရှားရဲ့လက်အောက်ခံနော်ဟုတ်တယ်ရုရှားတေဆိုတေရှင်းဆိုရှင်ကျွန်တော်အခုမှကြားဘူးလို့ပဲကျွန်တော်မကြားဘူးအဲ့နိုင်ငံကြီးဒါပွင့်လင်းပြောရင်ရုရှားလက်အောက်ခံပဲလေအဲအဲ့လိုနိုင်ငံမျိုးတွေမှာတွားပြီးတော့ဒါပွက်တက်ရတယ်ဆိုတော့ထားလိုက်ပါကမ္ဘာထိတ်တန်းလို့နိုင်ငံတွေမှာမားလောက်လက်သက်မခံတော့ဘူးအာရှလိုနိုင်ငံတွေတော့မှတော်တော်စဉ်းစားတယ်တော်တော်စဉ်းစားတယ်သူ့ဖိတ်ဖို့ဘောနော်တော်တော်စဉ်းစားတယ်အဲ့တော့အခုမားလာအိမ်ဦးနဲ့ကျန်းမြင့်တွားနေနိုင်ငံတွေတရုတ်တော်အောင်တိတ်မတွားရတော့ တေးတေးတေးယုတ်ကအရင်တော့တစ်ခေါက်လောက်ပဲဟုတ်လိုအပ်မှခေါ်တာမလိုအပ်မင်းမလာနဲ့ဒါမျိုးပဲပြောတာဟိုဘက်ပြက်တယ်အဲ့တော့အခုဒီပူတင်နဲ့ကလေတွေ့ကြရင်တွေ့လို့မရအောင်အဲ့တော့ဒီဘီရာရုကိုသွားတယ်ဘီရာရုကအခုမှပြန်ပြီးတော့ဟိုလေ့လာကြည့်ရတော့ဘီရာရုကရုရှားရဲ့လက်အောက်ခံဗျာရုရှားတေးဆိုတေးရှင်ဆိုရှင်ဆိုတဲ့နိုင်ငံအဲ့တော့အဲ့လိုမျိုးတတိယဒန်လောက်နိုင်ငံကိုတော့မာလာခုနလိုအိမ်ဦးနဲ့ကြမ်းနေပေါ့သွားလို့လာလို့ရတယ်အဲ့တော့ကိုပိုင်လေးကြီးနေသူ့ရဲ့အတန်းနေဘယ်ရောက်သွားပြီ ဝမ်းတူတန်းမှာသူလူဝင်မဆန့်တော့ဘူးငကိုတွေလည်းမဆန့်ပါဘူးအဲ့တော့အိုက်အုံမှာရှိတယ်ခုနလိုရုရှားလိုဟာမျိုးနဲ့လေသူကသွားနေတိုင်းသွားလာနေတိုင်းလာလို့မရတော့ကိုကြီးညီလေးလာလဲမယ်ဟာမင်းငါမအားသူမလဲနဲ့ဟိုဒါမျိုးအပေါက်တယ်ဟလာတယောက်ကြီးဆိုရင်လေကျွန်တော်လာခဲ့မယ်နော်ဟဲ့မင်းလုံးမရှိဘူးလားလုံးမရှိရင်ဘီယာရုသွားရင်သွားဒါမျိုးလေအဲ့လိုအချိန်မှာဒီမားလိုက်အတန်ဘာဖြစ်ဝိုင်းလဲဒီဘီယာရုလောက်အတန်မှာဝင်ထွက်သွားလာဒါတော့ပဲရှိတော့အဲ့ကဟိုဘက်ကိုကြော်လို့မရအောင်နော် တော်လို့မရဘူးဒီနိုင်ငံအကြီးကြီးတွေမမှန်းနဲ့တော့သွားဖို့ကတရုတ်ကလည်းသူ့ရတဲ့သူသူပြည်တွင်းပြည်တွင်းရေးလဲရှုပ်ထွေးနေတယ်ဝေလီနေတယ်ပြီးတော့သူ့နိုင်ငံကမှာအခုရေကြီးရေချမ်းမှုတွေဖြစ်တယ်တရုတ်ကလည်းသူ့ရဲ့အဲဘယ်လိုခေါ်မလဲသူသူလောက်ခဲ့တဲ့မြတ်သူပြန်ခံရတာပေါ့နော်အာဒီကိုဗစ်ကိုဗစ်တုန်းကလည်းတရုတ်ကနေပြီးတော့စတင်ပြီးတော့ပိုးကစတင်ပြန့်နေတယ်တကဘာလုံးပြန့်နေသွားတယ်ဆိုတော့အခုကိုဗစ်ရဲ့တရားခံကိုဗစ်ရဲ့တရားခံပေါ့နော်အခုဆိုရင်သူ့နိုင်ငံထဲမှာရေကြီးရေချမ်းမှုတွေဖြစ်တယ်အဲ့နောက်တစ်ခုပြောချင်တာဒီ မြန်မာနိုင်ငံထဲကိုတွင်းလာတဲ့ကျွန်တော်တို့ဒီ EV ကားတွေအတရုတ်နိုင်ငံမှာအဲ့ဒီကုမ္ပဏီကအခု delivery ခံသွားပြီသွားပြီအဲဆိုမြန်မာနိုင်ငံထဲမှာတွင်းလာတဲ့ EV ကားတွေရဲ့ဘဝစဉ်းစားကြည့်ပါဝတ်တော့မီးလည်းမမှန်ဘူးမီးမမှန်တဲ့ကြားထဲမှာဒီ EV ကားတွေပျက်စီးဆုံးရှုံးပျက်စီးသွားတဲ့ဟာမျိုးဆိုရင် service service center ဆိုတဲ့ဟာမျိုးอ่ะ ချိကိုရှိရမယ်ဟုတ် EBC ကပြင်ပါဗော EBC ကပြင်လို့မရဘူးလေဒါမဟုတ်သူလျှက်စစ်လေကဲ EBC ကပြင်ဒီ EB ကကုံနေကြီးရဗျာဒေဝါလီခံသွားပြီဆိုတာအဲ့တော့မြန်မာနိုင်ငံကိုဂျင်းထဲခဲ့တဲ့လူတွေဗျာစဉ်းစားတာကြည့်တယ်ဂျင်းအထက်ခံတဲ့လူကအထက်ခံတယ်ခုနကစကားလူပြန်ပြောရတယ်အဲ့တော့တက်ထောက်ခံတဲ့လူတွေတက်ဘက်ကအတိုင်းဝိုင်းနေတခုတော့ပြောမယ်မင်းတို့ထောက်ခံနေတဲ့ပုံကွာနော်မင်းတို့ထောက်ခံနေတဲ့အဲ့ဒီမအလာဘာဖြစ်လဲ နတတရဒန်စာလောက်တော့မှနိုင်ငံအဆုံးသွားလို့မရတော့ခုနမီရာရုလောက်ဟာလားတခြားသူနဲ့နှီးဆက်တယ်ဒီလောက်လေးပဲသွားလို့ရမယ်ဟာလားအဲ့တော့ဘာဖြစ်လဲဆိုတော့အခုဟိုစစ်တပ်ကြီးတခုလုံးတာဗျာဟာလားဒီစားကားစားတခုလုံးတာအပြင်းမပြတ်သေးတာဟိုဘာတွေကျွန်တော်တို့ပဲအကျိုးမြတ်ရတယ်ဆိုတစ်မဟာလားလူဝင်မဆန့်တော့အမှန်ပဲနှစ်သူနဲ့ပတ်သက်တဲ့လူတွေအားလုံးလူဝင်မဆန့်တော့သုံးကဘာချင်ဖက်လို့တတ်မှတ်လိုက် လေးစစ်တပ်မှာအခုတွေးကွဲနေပြီခွတ်ထွက်တာလေဟဟလာဘာရင်းကြီးလာတော့မယ်တတွင်းသုံးထားနေပြီတိတ်မကြတော့နံပါတ်5ဘာဟိုမှသူမလုံနိုင်တော့ဘူးအားလုံးကအခုသူလုံနိုင်သည်အယူွက်မဟုတ်ဘူးနော်အယူွက်နင်းလာမဟုတ်ဘူးနော်ကပောက်ဒီကပောက်ကြီးဖြစ်ကုန်လားမသူတို့ကပလန်ချပြီးတော့လို့အဲအဲ့တော့မပလန်တော့မှန်လေဒါပဲပလန်ပလန်ဟိုသူလုံတဲ့ဟာဘာနဲ့တူလဲဆိုတော့ဗျာဟိုမျက်နှာမှာကတော့တနခါနဲ့ပေါမသေးချောင်းနဲ့အဲ့လိုဖြစ်နေသူကရှေ့တကွက်ပြလိုက်တယ်ဒါပေမဲ့နောက်မှာ၃ကွက်လောက်ပေါ်သွားပြီဟဟလာ ရန်ွေးချင်းလဲกว่าတယ်အုံနောက်ချင်းလဲกว่าတယ်တွေးခုံမှုလဲกว่าတယ်အဲ့တော့လူဝင်မဆန့်တော့ဘူးသူလုတ်တဲ့ရွေးကောက်ပွဲလဲအထအမြောက်မှာမဟုတ်ဘူးလို့ကျွန်တော်ကတော့ဒါဒီလိုမျိုးတော့ယုံတယ်ဗျကဲကျွန်တော်တို့ကဒီနေ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဆိုင်ရာလေးတွေကျွန်တော်တို့တည်တောင်မှတ်တောင်လေးတွေနားလဲတောင်လေးတွေပြောပြပေးလာဖြစ်ပါတယ်အဲ့တော့နောက်ရက်ဒီမှာဘယ်လိုလေးလာအောင်မယ်ဆိုတာဒီစီစီလေးကိုစောင့်မျှော်ကြည့်ရှုခံစားပေးပါဦးခင်ဗျာအားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ